ားပါရှင် MPA သတင်းဌာနရဲ့ဒီကနေ့ဇွန်လ22ရက်နေ့မှာရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်မခရစ်စတယ်ကတင်ဆက်ပေးပါရုံနဲ့နောက်ဆုံးရထိတ်တန်းသတင်းတွေတဲ့တတိရှိရင် NUG CRPH နဲ့ NLD ခေါင်းဆောင်တွေပြည်တွင်းပြန်နေဖို့စစ်ကောင်စီထောက်ခံသူဒေါ်စနာမင်းစိန်ခေါ်တဲ့သတင်းဒေါ်စန်းစုကြည်မွေးနေ့ဆုတောင်းပို့တင်လို့ဖန်စီခံရတဲ့မြမအတန်ဝင်တဲ့အမျိုးသမီးတဲ့ 28နှစ်အကြာမှာပြန်လည်သိမ့်ပိုက်နိုင်ခဲ့တဲ့ KNU ဌာနချုပ်ဟောင်းဆိုတဲ့သတင်းမိနစ်တဲ့အပါဝင်73ဦးတေဆုံးထိခိုက်ခဲ့ရတဲ့ပါကျုပ်စီရတော်ကြီးရဲ့စေယုံဘုံကျဲခံရမှုတရင်ဖြူဟာကြကန်းတောက်ကိုပြန်သိမ်းမှုလာတဲ့စစ်ကောင်စီစစ်ကြောင်းအလောင်းသိမ်းနေရတယ်ဆိုတဲ့တရင်အစ္စရေးအီရန်တိုက်ပွဲရပ်ဖို့ပြောနေတဲ့ရုရှားကယူကရိန်းထိန်းချုပ်ရာခတ်ဒေတာကိုအင်အားတထောင်ခန့်နဲ့တိုက်ခိုက်နေတဲ့တရင် အဲ့ဒီလိုတနေ့တာအထူးကြဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီနေ့အတွက်ပထမအဆုံးသတင်းကတော့တတိရှင်ရဲ့ NUG CR page နဲ့ NND ခေါင်းဆောင်တွေပြည်တွင်းမှာပြန်နေဖို့စစ်ကောင်စီ ထောက်ခံသူဒေါ်စနာမင်းစိန်ခေါ်လိုက်တဲ့သတင်းဖြစ်ပါတယ်။ NND ပါတီဝင်ဟောင်းကလည်းစစ်ကောင်စီဘက်ပြောင်းသွားတဲ့ဒေါ်စနာမင်းကသူ့ရဲ့မိဟောင်းတွေကိုတတိရှင်ရင်ပြည်တွင်းမှာပြန်လာနေကြဖို့ပြောလိုက်ပါတယ်။ စစ်တပ်လော်ဘီကြော်မျိုးမင်းနဲ့ဒီနေ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ NUG CRPH နဲ့ NLD ခေါင်းဆောင်တွေကိုအာဏာသိမ်းစစ်တပ်ရင်ခွင်ထဲကနေဒေါ်စနာမင်းကစိန်ခေါ်လိုက်တာဖြစ်ပါတယ်။ဒေါ်စန်းစုကြည်ဆိုတာအသက်ရှင်လျက်နဲ့သူ့ရင်သူပြန်ရအောင်မှာကျမအမားပြောရင်သူနဲ့မျက်နှာချင်းဘလို့ဆိုင်မလဲဒီလိုအမားတွေလုတ်တဲ့သူတွေကတက်သည့်ရှင်ရင်ပြည်တွင်းမှာပြန်နေပြီးတော့မျက်နှာချင်းဆိုင်လိုက်ပါလို့ကျမကပြောချင်တာပေါ့လို့သူကပြောပါတယ် စစ်တပ်လက်ဝဲခံနှစ်ဦးလုပ်တဲ့အင်တာဗျူးမှာဧပြီ16ရက်ကလူရုခေါင်းဆောင်ဒေါန်ဆန်းစုကြည်ရဲ့တရားရုံးထပ်ဆိုချက်အကြောင်းဆွေးနွေးပြောဆိုခဲ့ကြပါတယ်အရိစာကိုအစ်စ်လိုဒေါ်စနာမင်းကပြောသလိုထောင်ဆန်းစုကြည်က NUG CRPH နဲ့ PDS စတဲ့အဖွဲ့အစည်းတွေကိုမသိဘူးလို့ထွက်ဆိုထားတဲ့အကြောင်းပြောဆိုခဲ့ကြပါဗျာ။ ဒေါသနာမင်းကဝါရဖြန့်နေပြီးပြည်တွင်းက NLD ပါတီဝင်တွေသူမလိုမဟုတ်ပဲအေးအေးဆေးဆေးနေနေကြတယ်လို့ရန်ကုန်တိုင်းလွှတ်တော်ကိုစားပြုကော်မတီဥက္ကဋ္ဌဦးတင့်လွင်ကမှတ်ချက်ပေးပါတယ်ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်းဦးဖြိုးမင်းသိန်းနဲ့အတူဒေါ်စနာမင်းအပါဝင်၄ဦးကို NLD ပါတီက2023ခုနှစ်မတ်လ3ရက်မှာထုတ်ပယ်ထားပြီးဖြစ်ပါတယ် ဒုတိယအနေနဲ့ဒေါ်ဆန်းစုကြည်မွေးနေ့ဆုတောင်းပို့စတင်နဲ့မြမအတန်ဝင်တဲ့အမျိုးသမီးဖမ်းဆီးခံရတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။စစ်တပ်ထောက်ခံသူတွေလော်ဘီလုပ်ပြီးတဲ့နောက်ပြည်တွင်းမှာအွန်လိုင်းကနေဒေါ်ဆန်းစုကြည်မွေးနေ့ဆုတောင်းပေးသူတွေစက်တိုက်ဖမ်းဆီးခံနေရပါတယ်။ဇွန်20ရက်နဲ့21ရက်တို့မှာနေပြည်တော်ကမြမအတန်ဝင်းနဲ့မနှင်းရင်ဖြူနဲ့ပြုံးလွင်က မမမိုးစော်တို့ကိုစစ်ကောင်စီကဖမ်းဆီးလိုက်တယ်လို့ကြေညာပါတယ်။ ိုင်ငံတော်တည်ငြိမ်အေးချမ်းမှုပြက်ပြားအောင်လူမှုကွန်ရက်ပေါ်မှာလှုံ့ဆော်ခဲ့တယ်လို့အကြောင်းပြဖန်းစည်းခံရသူတွေဟာလူမှုခေါင်းဆောင်ရဲ့ဝင်းနစ်စုတောင်းပို့စတင်ခဲ့ကြသူတွေဖြစ်ပါတယ်။ မြမအတန်ဝင်းစင်းဌာနကဝန်ထမ်းအမျိုးသမီးဟာဖမ်းဆီးခံရချိန်ကလေးကမိသားစုနဲ့အဆက်အသွယ်ပြတ်နေတာအခုထိပဲလို့ဤဆက်သူတွေစီကနေသိရပါဗျ။အခုဖမ်းဆီးခံရသူတွေဟာယင်းနှစ်သူတွေကတစင်စစ်တပ်ထောက်ခံသူတွေရဲ့ Telegram Channel တွေစီပေးပို့ခံရပြီးတဲ့နောက်အခုလိုဖမ်းဆီးခံရတာဖြစ်တယ်လို့မိသားစုနဲ့ဤဆက်သူတွေကယုံကြည်နေကြပါဗျ။ မနေ့ရင်ဖြူသုံးတဲ့ August နဲ့အမီနဲ့ Facebook အကောင့်မှာဒေါန်ဆန်းစုကြည်အတွက်ဝင်းနစ်စုတောင်စာရေးပြီးနောက်မှာပဲသူ့ကိုဖမ်းဆီးဖို့စစ်ကောင်စီထောက်ခံတဲ့ Telegram Channel တွေကစက်တိုက်ရေးသားခဲ့ကြတာကသက်သေထူနေပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းသင်္ကန်းကျုံမြို့နယ်ဒူစင်းရုံအုပ်ဆိုတဲ့ဒေါ်ဝင်းစန္နာဖြူကိုလည်းဒေါ်ဆန်းစုကြည်မွင်းနဲ့ဆုတောင်းပို့စ်တင်နေဆိုပြီးစစ်လော်ဘီတွေက Telegram Channel တွေမှာဖမ်းဆီးခိုင်းခဲ့ပါသေးတယ်။ တတိယသတင်းကတော့28နှစ်အကြာမှာပြန်သိမ်းလိုက်နိုင်တဲ့ KNU ဌာနချုပ်ဟောင်းဆိုတဲ့အကြောင်းဖြစ်ပါတယ်။ KNU ဟာမာနေပလော့ဌာနချုပ်ကဆုတ်ခွာရပြီးတဲ့နောက်ထိကပလဲစကံကို1995ခုနှစ်မေလကစတင်က KNU ဌာနချုပ်အသစ်ဖြစ်ပြောင်းရွှေ့တည်ထောင်ခဲ့ပါတယ်။ဒါပေမဲ့နှစ်နှစ်မပြည့်မီ1969ခုနှစ်ဖေဖော်ဝါရီမှာအဲ့ဒီစကန်ဟာလဲစစ်တပ်ရဲ့တိုက်ခိုက်သိမ်းပိုက်မှုခံခဲ့ရပါတယ်။ အခုတော့အလှပေးသလိုစက္ကန်းတွေပင်းနေတဲ့စစ်ကောင်စီတပ်ဟာ28နှစ်အကြာမှာပဲထိုင်းမြန်မာနယ်စပ်ကထိကပ်ပလဲတပ်စခန်းကိုခေနန်လီပူပေါင်းတပ်တို့ရဲ့မနေ့ကပြန်လည်သိမ်းပိုက်တာကိုခံခဲ့ရတယ်လို့သတင်းရရှိပါတယ်။ ထိကပလဲဆိုတာလဲမဆုတ်တန်းခန်စစ်စကန်ပဲမဆုတ်တန်းစကန်ကနေစစ်သားတွေထွက်ပြေးသွားကြတာထုံးစံအတိုင်းထိုင်းထဲကိုဝင်ပြေးတာလဲရှိမယ်ထင်တယ်လက်နက်ခဲရန်တချို့ကြံခဲ့တယ်လို့ရှေ့တန်းပီရီယက်တွေစီကနေသိရတယ်အသေးစိတ်ကိုတော့တက်ဆိုင်ရာအဖွဲ့တွေထတ်ထုတ်ပြန်ပါလိမ့်မယ်လို့စီရေးသတင်းရင်းမြစ်တူကပြောပါတယ်ထိုင်းမြန်မာနယ်စပ်မှာစစ်တပ်စကန်ကင်းစင်ရေးစီမံချက်အရထိကပလဲစကန်ကိုဇွန်လပထမပတ်ထဲကစတင်တိုက်ခိုက်ခဲ့ပြီးသုံးဖက်အတွင်းသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ကရင်ပြည်နယ်ထိုင်းမြန်မာနယ်ဆက်ရှိ KNU တပ်မ669ထဲကစက္ကန်း15ခုထက်မနည်းကို KNN နေနဲ့မဟာမိတ်တပ်တွေတင်ပိုက်ထားပြီးညဝရီအပိုင်းထဲမှာတော့ဝေါ်လီဗျူဟာဥက္ကဋ္ဌစက္ကန်းနဲ့တိတဲလေကာကင်စက္ကန်းတို့ပဲကြန့်ရှိတော့တယ်လို့သိရပါတယ်။ဆက်လက်ပြီးမိနစ်တဲအပါအဝင်73ဦးတေဆုံးထိခိုက်ခဲ့ရတဲ့ပါကျုပ်စရာတော်ကြီးရဲ့ဆေးရုံဘုံကျဲခံရမှုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါရစေ။ တန်ခါနဲ့အရက်သားတွေအားထားရပါမောကကျုပ်ဆရာတော်ကြီးလိုကြော်စောတဲ့ဒေါက်တာအရှင်နနမာလာဘီဝန်တာရဲ့မန္တလေးတိုင်းစင်ကူးမြို့နယ်ရှိမြစ်တာနနစေယုံကိုစစ်ကောင်စီကမနေ့ကဘုံစဲတိုက်ခိုက်ခဲ့ပါတယ်ဒီတိုက်ခိုက်မှုအတွင်းမိနစ်တဲ့2ဦးသေဆုံးတဲ့အပြင်အသက်အရွယ်ဆိုရင်ရသူ2ဦးနဲ့3ဦးကလေးအပါအဝင်12ဦးထံရရရှိထားတယ်လို့စင်ကူးပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းကနေသိရပါဗျာ။ ဇွန်လ22ရက်နေ့ည7:00နာရီခန့်ကနှစ်ကြိမ်ပုံကျဲခံရမှုအတွင်နှစ်ရသားကလေးငယ်ကတော့အသက်ရှင်ကျန်ခဲ့ပြီးစေယုံသားဖွားမိရဲ့ဆောင်အပါဝင်အဆောင်သုံးလုံးဘုံထန်ခံခဲ့ရတယ်လို့ဆိုပါရယ် တရားဥလေတက်ကတက်လာတဲ့စစ်ကောင်စီတပ်ရဲ့ဂျက်ဖိုက်တာကြောင့်မရေယာမြို့နယ်ဆယ်ရော်လန်းခွဲကျေးရွာကနေမြစ်တာနနဆေးရုံကိုမိလာဖွားတဲ့အသက်30ခန့်ရွယ်အမျိုးသမီးတည်ဆုံခဲ့ရတဲ့အပြင်အသက်35နှစ်ရွယ်အမျိုးသမီးကအသက်ဘေးနဲ့ရင်ဆိုင်နေရတာဖြစ်တယ်လို့သိရပါဗျ။အေးပေါ်လူနာတွေသာမကမျက်စိနဲ့သွားအတွက်ပါကုသပေးတာကြောင့်ရကန်းစင်တောင်ကျေးရွာအနီးရှိစေယုံကိုစင်ကူးအပါဝင် တပိတ်ချင်းမတရားနဲ့အနီးဒေသကယဟန်တန်ကာနဲ့ပြည်သူတွေအာထကုတနေရတယ်လို့သိရပါဗျ။စွန်တလလုံးကိုမတ်လ28ရက်ငလင်ကြီးလှုပ်ပြီးနောက်၄ချိန်မြောက်အဖြစ်ယာယီအပြည့်ရဲ့အဖြစ်ကျင်းညာထားတဲ့စစ်ကောင်စီဟာတနိုင်ငံလုံးမှာငလင်တင့်မန္တလေးကိုအကြိမ်အများဆုံးအနေနဲ့154ချိန်ထက်မနည်းဘုံကျဲထားတယ်လို့ NUG ပြုစုထားတဲ့စာရင်းအရသိရပါဗျ။ပြခဲ့တဲ့ဇွန်လ9ရက်မနက်ပိုင်းကလည်းစင်ကူးမြို့နယ်တီထောက်ပေါက်ကျေးရွာစေးရုံဝင်းနယ်ကိုစစ်ကောင်စီတပ်ကဘ ုံးကျဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတအူးသေဆုံးပြီးတအူးလက်ဖြတ်ရကနှစ်အူးပေါင်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်ပြည်တွင်းနောက်ဆုံးသတင်းအနေနဲ့ဖြူဟာကြကန့်တော်ကိုပြန်သိမ်းမှုလာတဲ့စစ်ကြောင်းအလောင်းသိမ်းနေရတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။စက်ထိမ်းမှုအဆုံးဖြတ်ထားတဲ့သခိုင်းတိုင်းပလဲမြို့နယ်ကဖြူဟာအလွန်ကျတဲ့ကန့်တော်ရဲစခန်းကိုစစ်ကောင်စီတပ်တွေဝေးဟင်မြေပြင်အင်အားသုံးပြီးပြန်သိမ်းမှုအသေးအံကြိုးပမ်းနေရလို့သတင်းရရှိပါရစေ။ ဒီနှစ်ဇွန်လ23ရက်မနက်၈နာရီခွဲခန့်မှာကန်းတောက်ရဲစခန်းနဲ့6မိုင်အကွာကအင်မတီပြူရွာကနေအင်အား90ကျော်နဲ့ချီတက်လာပေမဲ့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ဂျားပြတ်တိုက်ခိုက်ခံရပြီးဖျော်ဖျက်ဖြစ်ခဲ့ရတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေစီကသိရပါဗျ။ရှင်းဆက်မတို့နိုင်တဲ့စစ်ကြောင်းအတွက်စစ်ကောင်စီဘက်ကဝိုင်းတွဲဂျက်ဖိုက်တာတွေနဲ့ဒေကြောင်းပစ်ကူလဲပင်းနေပြီမယ်အချင်းနှီးဖြစ်နေလို့ဒေသတွင်းရဲဘော်တွေကပြောပါတယ် အင်မတီရွာအနောက်ဘက်မှာဖြစ်တဲ့တိုက်ပွဲအတွင်းကနှစ်ဖက်အကြဆုံးနဲ့အသေးစိတ်အခြေအနေတွေကိုတော့ထိတွေ့နေစေအခြေအနေပဲရှိနေတာကြောင့်ဘယ်သူမှမပြောနိုင်ကြသေးပါဘူး။ပလဲမျိုးနဲ့အတွင်းမြို့မရဲစကန်ပြီးရင်အကြီးဆုံးဖြစ်တဲ့ကန်တောက်ရဲစကန်ဟာအာရှအဝေးပြေးလမ်းမပေါ်မှာတည်ရှိရာကြောင့် ပလဲခန့်ကောလမ်းပိုင်းကနေအိန္ဒိယနိုင်ငံအထိသွားလာနိုင်တဲ့အပြင်ကန်တောက်ကနေအနောက်မြောက်ဘက် မိုင်30ကျော်အကွာမှာစစ်ကောင်စီရဲ့ကပါစာ23နဲ့အနောက်တောင်ဘက်35မိုင်ခန့်မှာကပါစာ24တရှိပါတယ်အဲ့လိုစကံကိုစစ်ကောင်စီတပ်ဖွဲ့ဝင်40ထံမှနေတည်ဆုံးစေတဲ့အထိတိုက်ခိုက်နိုင်ခဲ့ပြီး PLA နဲ့မဟာမိတ်တပ်တွေတိမ့်ပိုက်ထိန်းချုပ်ထားနိုင်တာဒီနေ့နဲ့ဆိုရင်9ရက်ရှိပြီဖြစ်ပါတယ်။ နောက်ဆုံးပြပသတင်းကတော့ Israel Iran တိုက်ပွဲရပ်ဖို့ပြောနေတဲ့ရုရှားက Ukraine ထိန်းချုပ်ရာ gas data ကိုအင်အားတစ်တောင်းခန့်နဲ့တိုက်ခိုက်နေတဲ့အကြောင်းဖြစ်ပါတယ်။ Ukraine ကအေရိယာတချို့ထိန်းချုပ်ထားတဲ့ရုရှားနိုင်ငံ gas data မှာ Ukraine တပ်ဖွဲ့ဝင်တွေဟာရုရှားစစ်သားတစ်တောင်းလောက်နဲ့တိုက်ပွဲတွေဖြစ်ပွားနေရလို့ Ukraine ထိုက်တန်စစ်ပယ်အရာရှိတအူးကပြောပါတယ်။ဒါပေမဲ့ ရုရှားနဲ့တရုတ်တို့ကအမေရိကန်ဝင်လာတဲ့အရှေ့လယ်ပိုင်းဒေသကစစ်ပွဲတွေရပ်တန့်ကြဖို့ပြောထားကြပါတယ်။ဒီလိုနယ်မြေကိုထိန်းချုပ်ထားနိုင်တာကြောင့်ရုရှားကသူတို့ရဲ့တပ်ဖွဲ့အများပြားကိုယူကရိန်းရဲ့အရှေ့ဘက်ဒိုနက်စ်ဒေသကို ပို့မဲ့အစီအစဉ်ကိုဟန်တာနိုင်ခဲ့တယ်လို့လည်းယူကရိန်းဗိုလ်ချုပ်အိုလက်ဆန်ဒါစီရက်စကီကပြောပါတယ်။ ပိုဂျိုစီရက်စကီကသူ့ရဲ့တပ်တွေဟာကီလိုမီတာ1200လောက်ရှိတဲ့ရှေ့တန်းတစ်လျှောက်မှာရုရှားတပ်ဖွဲ့တွေကိုတိုက်ခိုက်နေစေဖြစ်ပြီးအခြေအနေကခက်ခဲနေသေးကြောင်းပြောပါရယ်။ရုရှားရဲ့တိုက်ခိုက်မှုတွေဟာမေလနဲ့ဇွန်လမှာပုံမပြင်းထန်လာခဲ့ပေမဲ့ယူကရိန်းစစ်တပ်ကတော့ရုရှားဘက်ကထိခိုက်မှုတွေအများကြီးရှိတယ်လို့ပြောပါရယ်။ ယူကရိန်းကရုရှားပိုင်နက်ကစီးပွားရေးနဲ့စီးရေးပြတ်မှတ်တွေကိုထိခိုက်ပျက်စီးအောင်လုပ်ဖို့အတွက် သူ့ရဲ့တာဝဲပြစ်လက်နက်တွေကိုအားကိုးနေပြီးဒါကရုရှားအတွက်စစ်စရိတ်ကိုတိုးမြင့်စေပါတယ်။ ဇန်နဝါရီလကနေမေလအထိယူကရိန်းကရုရှားရဲ့ရေနံတန့်စင်ရေးနဲ့လောင်စာဆီထုတ်လုပ်ရေးလုပ်ငန်းစွန့်ရင်နဲ့တည်ယူပို့ဆောင်ရေးထောက်ပံ့မှုတွေအပြင်မဟာဗျူဟာမြောက်ဆက်သွယ်ရေးတွေကိုတိုက်ခိုက်ခဲ့တာကြောင့်ရုရှားဘက်ကဒေါ်လာ3.3ဘီလီယံကျော်ဆုံးရှုံးမှုတွေဖြစ်စေခဲ့တယ်လို့ယူကရိန်းစစ်တပ်ကပြောပါတယ်အမ်ဘီရဲ့တနေ့တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြီးစုနာဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် thank you